မင်္ဂလာပါခင်ဗျာ Revolute Burma News Channel ကနေပြီးတော့ဇွန်လ15ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်မြို့သိမ်းတိုက်ပွဲသတင်းကတော့မန္တလေးတိုင်းစင်ကူးမြို့ကိုသိမ်းပိုင်နိုင်ရေးအတွက်တော်လိုင်းတပ်ဖွဲ့များကဆက်လက်ပြီးတော့ထိုးစစ်ဆင်နေဆဲဖြစ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ကျွန်တော်တို့စင်ကူးမြို့ကိုတိမ့်ပိုင်နိုင်မှုအတွက်ထိုးစစ်ဆင်နေဆဲဖြစ်ပါတယ်။တိမ့်ပိုင်နိုင်ခြင်းမရှိသေးပါဘူး။မြေပြင်မှာထိုးစစ်ဆင်နေတဲ့အဖွဲ့တွေကိုမေးစေချင်ပါတယ်။ သိမ့်ပိုက်နိုင်ပြီလို့ဖြေတဲ့အဖွဲတွေကစစ်စင်ရေးမှာမပါပါဘူးလို့မန္တလေးပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတဦးကပြောကြားထားပါရယ်ဇော်လိုင်လ14ရက်နေ့မှာစေကူးမြို့မှာအကြမ်းဖက်စစ်ကောင်စီနဲ့တော်လိုင်းတပ်ဖွဲ့များတိုက်ပွဲပြင်းထန်ခဲ့ပြီးတော့စစ်ကောင်စီဘက်က Jet Fighter MI-35 တို့နဲ့လေကြောင်းပစ်ကူများဆက်လက်ပြီးတော့ပစ်ခတ်တိုက်ခိုက်မှုများရှိနေကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကိုကန့် MNDAA ကဇူလိုင်လ14ရက်နေ့ည7:00နာရီကစတင်ပြီးတော့ဇူလိုင်လ18ရက်နေ့ည7:00နာရီအချိန်အထိထိုးစစ်ကို၄ရက်ကြာရန်နာမှာဖြစ်ကြောင်းအမိန့်ထုတ်ပြန်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ MNDAA တပ်ဖွဲ့ဝင်များအားလုံးလိုက်နာရမယ်။အဲ့ဒီအမိန့်မှာထိုးစစ်ကိုရန်နာမှာဖြစ်ပြီးတော့ခံစစ်ပြင်ရန်ဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီကတိုက်ခိုက်လာပါကတံပြန်ခုခံတိုက်ခိုက်ခွင့်ရှိကြောင်းသိရှိရပါတယ်။ တရုတ်နိုင်ငံမှာဇော်လိုက်လာ15ရက်နေ့ကနေ18ရက်နေ့အထိတရုတ်ကွန်မြူနစ်ပါတီရဲ့20ကြိမ်မြောက်ဗဟိုကော်မတီတတိယအကြိမ်မြောက်အစည်းအဝေးရှိတဲ့အတွက် MNDAA ရဲ့ထိုးစစ်ကိုရန်နာထားခြင်းဖြစ်ကြောင်းတရင်ရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဇူလိုင်လ14ရက်နေ့ရက်စွဲနဲ့တရုတ်ကညီနောင်၃ဘွဲ့တို့ကိုတွေ့ဆုံပြီးတော့အပြစ်အခက်ရက်စဲခိုင်းတဲ့အချိန်မှာလာရှိုးတီဘောကြောင်မဲတွေမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။အပြစ်ရတာကဇူလိုင်လ14ရက်နေ့ည7:00နာရီမှာမှစတင်အကြုံးဝင်မှာဖြစ်ပြီးတော့ကိုကတ်တဖွဲ့တဲကပဲလောလောဆယ်အပြစ်ရဖို့အတွက်တရားဝင်ထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။ထုတ်ပြန်ချက်တွေထွက်လာပြီးတဲ့နောက်မှာဇူလိုင်လ14ရက်နေ့ညနေပိုင်းကစပြီးတော့လာရှိုးမှာစစ်ကောင်စီနဲ့ကိုကတ်တက်က ိုက်ပွဲတွေပုံမပြင်းထန်လာနေပြီးတော့လက်နိုင်ငယ်တန်းတွေပါကြားနေရတယ်လို့ဒေသခံတွေကပြောပါရယ်စစ်တပ်ဘက်ကအတွဲလိုက်ဒုံးတွေပါပြစ်တာပြစ်သွားတာကမေဟန်ဘက်ကိုထင်းနေစင်တောင်မြို့ဆောင်လန်900ခွန်တပ်ဘက်မှာလည်းအတန်တွေမြိုင်နေတာပဲရက်ွက်ထဲကိုလည်းကြားတယ်တိုက်လေရင်နေလဲဝဲနေတယ်လို့ပြောဆိုခဲ့ပါရယ်ဇူလိုင်လ14ရက်နေ့ညတိုက်ပွဲမှာတော့900ခွန်တပ်ဘက်ကမိကြီးတွေပါလွတ်နေတယ်လို့ဆိုပါရယ်ဒါအပြင်ကြောင်မဲနဲ့တီဘောမှာလည်းတောင်းတက်တဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲပြင်းထန်နေပြီးတော့လက်နက်ငယ်တန်းတွေပါကြားနေရတယ်လို့ဆိုပါရယ် ကြောင်မဲမှာမိုးရှယ်ရွာနေတဲ့ဂျားတဲကနေပြစ်နေကြတာနေ့လေကလေးကနေညအထိပဲတော်တော်လေးကိုပြင်းထန်နေမိုးရွာတော့ဘယ်နာတွေထိလဲဘလို့တွေဖြစ်နေလဲဆိုတာတော့သေချာမသိရဘူးလို့ကြောင်မဲဒေသခံတဦးကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်နန့်ဘုံကျေးရွာကစိုင်ကယ်နဲ့ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ PNO အဖွဲ့ဝင်နှစ်ဦးကိုပြစ်ခတ်တိုက်ခတ်ရာနှစ်ဦးစလုံးတိတ်ဆုံးပြီးတော့တနက်နှက်လက်ပိန်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇူလိုင်လ14ရက်မနက်10:00နာရီအချိန်ကညောင်ရွှေမြို့နယ်နန်းဘုံကျေးရွာစစ်ကောင်စီစခန်းကနေဆိုင်ကယ်နဲ့ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ PNO အဖွဲ့ဝင်2ဦးကိုတော်လိုင်းတပ်ဖွဲ့များကပြစ်ခတ်တိုက်ခိုက်ရာနှစ်ဦးစလုံးတိတ်ဆုံးသွားပြီးတနက်နှစ်လက်ကြီပေါက်5ခုလက်ပြဘုံတစ်လုံးနဲ့ကြီးစံများကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီနဲ့အတူပူးပေါင်းဆက်ဆင်ရေးလှုပ်ရှားနေလို့သာကျွန်တော်တို့ကတိုက်ခိုက်ရတာပါ PNO ကိုတိုက်ခိုက်နေတာမဟုတ်ပါဘူးစစ်ကောင်စီနဲ့မပူးပေါင်းပဲပြည်သူ့ဘက်က PNO ကိုရက်တီပေးစေချင်ပါတယ် ပြည်သူဘက်ကနိုင်နေပါပြီဒီအချိန်ဒီမှာပြည်သူဘက်ကမရက်တည်ရင်ဘသူဘက်ကရက်တည်မလဲလို့ပြားစစ်ကြောင်းကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်လက်ရှိမှာအကြမ်းဖက်စစ်ကောင်စီနဲ့၎င်းတို့လက်အောက်ခံ PNO ပြည်သူစစ်ပူးပေါင်းတပ်ဖွဲ့များကနန်းဘုံကျေးရွာမှာစခန်းချတပ်ဆွဲထားပြီးတော့အင်းလေးပြည်သူကာကွယ်တပ်ဖွဲ့အလဲပိုင်းတိုင်းအထူးစစ်စင်ရေးအဖွဲ့ SSRY ပြားစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့တို့နဲ့မကြာခဏတိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်က၎င်းရဲ့လူယုံတအုပ်ဖြစ်တဲ့စစ်ထောက်ချုပ်ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုရာထူးကနေဖယ်ရှားလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မင်းအောင်လှိုင်ကကျော်စွာလင်းကို2020ခုနှစ်မေလမှာဒုတိယဗိုလ်ချုပ်ကြီးအဖြစ်နဲ့ရာထူးတိုးပေးပြီးတော့စစ်ထောက်ချုပ်ရာထူးခန့်အပ်ခဲ့တယ်လို့သိရပါတယ်။ကျော်စွာလင်းမတိုင်မီကစစ်ထောက်ချုပ်တာဝန်ကိုဒုတိယဗိုလ်ချုပ်ကြီးညိုစောကထမ်းဆောင်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်းဆောင်မင်းအောင်လှိုင်ကစစ်ဦးစီးအရာရှိချုပ်ကြီး ဒုတိယဗိုလ်ချုပ်ကြီးမုံမြင့်ထွန်းကို2023ခုနှစ်အော်တိုဘာလမှာလက်ဆားမှုနဲ့ယာရုကနေဖယ်ရှားပြီးတဲ့နောက်အဲ့ဒီယာရုကိုဒုတိယဗိုလ်ချုပ်ကြီးကြော်စွာလင်းကိုပူးတွဲထမ်းဆောင်စေခဲ့တယ်လို့သိရပါတယ်။ယခုအခါမှာမင်းအွန်လိုင်းက၎င်းရဲ့လူယုံကြော်စွာလင်းကိုစစ်ထောက်ချုပ်ယာရုကနေအနားပေးလိုက်ခြင်းဖြစ်ပြီးတော့အကြောင်းရင်းကိုတော့မသိရသေးကြောင်းနေပြည်တော်မှာရှိတဲ့စစ်ကောင်စီတပ်တွင်းသတင်းရင်းမြစ်ထံကနေပြီးတော့သိရပါတယ်။ ဒုဗိုလ်ချုပ်ကြီးကြော်သွားလင်းကိုစစ်ထောက်ချုပ်ရာထုကနေအနားပေးလိုက်ပြီးဘာကြောင့်အခုလိုအဖြုတ်ခံရလဲဆိုတာတော့မသိရသေးဘူးသူ့နေရာကိုဘသူ့ကိုအစားထိုးမလဲဆိုတာလည်းမသိရသေးဘူးကြော်သွားလင်းကစေဦးစီးအရာရှိချုပ်ကြီးရာထုတော့ဆက်ရှိနေသေးတယ်လို့နေပြည်တော်စစ်ဘက်သတင်းအရေးမြစ်ကပြောဆိုထားပါတယ်ဒုတိယဗိုလ်ချုပ်ကြီးကြော်သွားလင်းဟာ၎င်းလင်းနဲ့ကြော်ကြားတာဝန်ထမ်းဆောင်ခဲ့တဲ့စစ်ထောက်ချုပ်ရာထုကိုလက်လွတ်ခဲ့ရပြီးတော့မိုးမြင့်ထွန်းထံကနေလွှဲပြောင်းရယူခဲ့တဲ့စေဦးစီးအရာရှိချုပ်ကြီးရာထုသာကြံရှိတော့တယ်လို့သိရပါတယ် လစ်လက်နေတဲ့စစ်ထောက်ချုပ်ယာဒူးကိုနေပြည်တော်တိုင်းမူဗိုလ်ချုပ်စိုးမင်းနဲ့ရန်ကုန်တိုင်းမူဗိုလ်ချုပ်ဇော်ဟိန်းတို့နှစ်ဦးတည်းကတအူးကိုခန့်အပ်နိုင်ကြောင်းသတင်းတွေထွက်ပေါ်နေပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းဟာစစ်တပ်ကတော့အပတ်စဉ်35ကျောင်းစင်းတူဖြစ်ပြီးတော့2018ခုနှစ်မှာဗိုလ်မှူးချုပ်ရာဒူးနဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုအဖြစ်နဲ့တာဝန်ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့သိရပါတယ်။နောက်ပိုင်းမှာမင်းအောင်လှိုင်ရဲ့ယုံကြည်မှုကိုရရှိတဲ့အတွက်စစ်တပ်ပိုင်းမြမစည်းဝါးရေးကော်ပိုရေးရှင်း MEC ရဲ့ဥဆောင်သူတဦးဖြစ်လာခဲ့ပြီးတော့စစ်တပ်ရဲ့ဗန်ဒါရေးဆိုင်ရာစီမံခန့်ခွဲမှုများကိုအဓိကဆောင်ရွက်ရသူဖြစ်ကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကူတိုင်းနက်တလင်းမြို့နယ်မှာစစ်ကောင်းစီစစ်ကြောင်းထွက်ရန်ဆိုင်ကယ်နဲ့ရွှေပြေးထွက်လာတဲ့ပြူစောတီ၄ဦးကိုမိုင်းဆွဲတိုက်ခတ်ရာပြူစောတီတအုပ်တိတ်ဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇွန်လ23ရက်နေ့ညနေ9:00ခွဲအချိန်ကနတ်တလင်းမြို့နယ်ကြောက်ခွက်ရာကနေအကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းထွက်ရန်စိုင်းကဲနှစ်စီးနဲ့ရှေ့ပြေးထွက်လာတဲ့ပြူစောတိ၄ဦးကိုလဲမာအင်းဗဘဲပုံနဲ့ရှော်ပြူခင်းချားအယောက်မှာမိုင်းဆွဲတိုက်ခိုက်ခဲ့ရာပြူစောတိတအုပ်သေးဆုံးပြီးတအုပ်အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်စိုင်းကဲနှစ်စီးနဲ့၄ဦးထွက်လာတာနောက်ကဒစီကတော့မိုင်းခွေးပေါ်တဲ့တဲ့ကြလို့တအုပ်သေးတယ်တအုပ်ကတော့ဒဏ်ရာအပြင်းထန်ရသွားတယ်ရှေ့ကနှစ်ယောက်ကတော့စိုင်းကဲလဲတယ်ထိခိုက်ဒဏ်ရာရတာတော့မရှိဘူးလို့သိရတယ် စစ်ကြောင်းကလည်းနောက်ကနေပြီးတော့တောက်လျှောက်လိုက်လာတာမိုင်းဆွဲတိုက်ခိုက်တဲ့နေရာနဲ့တိမ်မဝေးဘူးလက်ရှိတော့အင်အားတွေထပ်တိုးပြီးတော့ဘဲဘဲဘူတိုက်မာရဲဖျားလေးဂုံးရဲလဲမာအင်းမာရဲစခန်းချထားတယ်လို့ နက်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Phoenix GF ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။၎င်းတိုက်ခိုက်မှုကိုတာယာဝရီခရိုင်အမှတ်1တရင်3831တပ်ခွဲနှင့် Phoenix GF အဖွဲ့ကမန်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများကလက်နက်ကြီးလက်နက်ငယ်များနဲ့ရန်တမ်းပစ်ခတ်ခဲ့တော့လေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အခုလိုမိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့်အကြမ်းဖက်စစ်သားရဲနဲ့ပြူစောထီးများဟာလမ်းသွားလမ်းလာပြည်သူများကိုရိုက်နှက်စစ်ဆေးမှုများကိုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကလေမာအင်းချေးရွာနဲ့အနီးတစ်ဝိုက်မှာယာယီစခန်းချတပ်ဆွဲနေရာယူထားတဲ့အတော့မိဘပြည်သူများဟာတွားရည်လာရည်အခက်တွေ့နေတယ်လို့သိရပါဗျ။မိဘပြည်သူများကိုအမျိုးမျိုးဒုက္ခပေးနေတယ်အကြမ်းဖက်စစ်ကောင်စီတပ်တိုက်နဲ့အပေါင်းအပါများကိုနှီးမျိုးစုံနဲ့တိုက်ခိုက်ချိန်မုံသွားမှာဖြစ်တယ်လို့အတိပေးထုတ်ပြန်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမိုးကုံမြို့အရှေ့ပိုင်းမှာရှိတဲ့ရက်ကွက်များနဲ့ရှမ်းပြည်နယ်မုံမိတ်မြို့ကိုအကြမ်းဖက်စစ်ကောင်စီကပစ်ခတ်လိုက်တဲ့လက်နက်ကြီးများကြားရောက်ပောက်ကွဲမှုကြောင့်ပြည်သူ၅ဦးသေဆုံးပြီး၁၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မွန်လွယ်3:45မိနစ်ခန့်မှာစစ်တမ်းကုန်းရက်ကွက်မှာရှိတဲ့နေအိမ်ပေါ်ကိုအကြမ်းဖက်စစ်ကောင်စီကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြားရောက်ပောက်ကွဲခဲ့ပြီးတော့အမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါပါတယ်။ဒါ့အပြင်တဖမ်းပင်မြို့မရက်ကွက်မင်းတရာရက်ကွက်တို့ကိုလည်းအကြမ်းဖက်စစ်ကောင်စီကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောက်ရောက်ပောက်ကွဲခဲ့ပြီးတော့အရသာပြည်သူ9ဦးထိခိုက်ဒဏ်ရာရရှိက3ဦးသေဆုံးခဲ့ရတယ်လို့သိရပါတယ်အလားတူပဲကြောင်မဲမျိုးရက်ွက်တက်မှာရှိတယ်နေအိမ်တိုင်အိမ်ပေါ်ကိုလည်းလက်နက်ကြီးကြောက်ရောက်ပောက်ကွဲခဲ့ပြီးအမျိုးသား2ဦးနဲ့အမျိုးသမီး2ဦးထိခိုက်ဒဏ်ရာရရှိက ကြောင်မဲမြို့နယ်မန်မန်ရွာမှာလဲအမျိုးသမီးတဦးကစစ်တပ်ကပြစ်ခတ်လိုက်တယ်လက်နက်ကြီးထိမှန်ပြီးတော့ပေဆုံးခဲ့ရတယ်လို့သိရပါဗါးလာရှိုမြို့ရက်ကွက်လေးမှာလက်နက်ကြီးကြားရောက်ပောက်ကွဲပြီးတော့အသက်50နှစ်အရွယ်အမျိုးသားတဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါးအလားတူပဲမုံမိတ်မြို့မြောက်ပိုင်းရက်ကွက်မှာရှိတဲ့နမ်ခန်းအင်ကိုမနေ့ကည10နာရီကမှအကြမ်းဖက်စစ်ကောင်စီကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြားရောက်ပောက်ကွဲမှုကြောင့်အသက်38နှစ်အရွယ်ဦးသိန်းတန်ပွဲချင်းပြီးတေဆုံးပြီးနေအိမ်တစ်လုံးပျက်စီးသွားတယ်လို့သိရပါဗါးရှမ်းမြောက်ဒေသမှာဖြစ်ပွားနေတယ် တိုက်ပွဲရက်20အတွင်းမှာအကြမ်းဖက်စစ်ကောင်စီက၄ချောင်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့်အရတားပြည်သူစုစုပေါင်း66ဦးသေဆုံးခဲ့ပြီးတော့103ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ